လွန်ခဲ့တဲ့6နှစ်9နှစ်လောက်ကခွေးလေးကြောင်လေးတွေကယ်ဆယ်ထားတဲ့ကိဟာတကူကလူတယောက်နဲ့စကားပြောခဲ့ဘူးတယ်။သူပြောပြတဲ့ကြောင်လေးကအတော်စိတ်ဝင်စားစရာပါပဲ။ဒရိဆန်ချစ်တတ်တဲ့သူဆိုတော့ကိုအင်ကခွေးလေးကြောင်လေးတွေအပြင်ဘေးကလမ်းပေါ်ကခွေးလေးကြောင်လေးတွေကိုပါခေါ်ကြွေးရင်းမွေးရင်းနဲ့ဒုက္ခရောက်နေတဲ့ခွေးတွေသူ့စီရောက်ရောက်လာတယ်။သူ့စီလာပို့ကြတယ် ဒီလိုနဲ့နောက်ဆုံးတော့ဂေဟာကြီးတခုဖြစ်လာတာပါပဲလို့ဆိုတယ်။ပြောချင်တာကတော့အရန်ငွေကြေးချမ်းသာတဲ့အတွက်ဒီလိုအလုပ်တွေလုပ်နိုင်ခဲ့တာမဟုတ်ဘူး။သူ့စီမှာပြည့်စုံကြွယ်ဝတာကစိတ်စေတနာပဲဖြစ်တယ်။အင်္ဂလိပ်လိုဆိုရင်တော့ abundance mentality ပါပဲ။အခုစဉ်းစားမိတော့လုံနိုင်တယ်ဆိုတဲ့စိတ်ကြောင့်တကယ်လုံဖြစ်သွားတဲ့အခြေအနေကိုရောက်လာတာလို့မြင်မိတယ်။ ကျမအိမ်မှာတော့အိမ်မွေးခွေးလေးသုံးခါအပြင်လမ်းပေါ်ကနှစ်ကောင်ကိုပါနေစဉ်အစာကျွေးပါတယ်။ကျမတို့လမ်းထဲမှာခွေးတွေလည်းအများကြီးမရှိကြပါဘူး။အိမ်နားရောက်လာတတ်တဲ့လမ်းခွေးမျိုးဆက်ကလေးကိုတင်ရောစင်ဖြစ်ပြီးဆက်ကျွေးမွေးဖြစ်နေတာပါပဲ။ခွေးအဖွာကျွေးနေရကနေခွေးအမေဆက်ကျွေးဖြစ်တယ်။ခွေးအမေကျွေးရကနေခွေးသားလေးကိုဆက်ကျွေးဖြစ်တာမျိုးပါ။လန်ခွေတို့ရဲ့ထုံစံသက်ဆိုးမရှိကြတော့တကောင်နှကောင်ထက်ပိုလာတယ်လည်းမရှိပါဘူး ကျမကတခါတလေမေ့ပြီးထမင်းနေပို့ချက်မိရင်အင်ကမိဖို့ကြောင့်ဘီရင်မတွေကဆန့်ကုန်နေဝယ်ထားတာမကြသေးဘူးလမ်းခွေးတွေကိုပို့မကျွေးပေါ့တသက်တော့ချက်မကျွေးနိုင်ပါဘူးပြောတဲ့အခါကျမကဒီနေ့ဆန့်တလုံးလောက်ပို့ချက်လိုက်ရလို့မွဲပြာကျသွားမယ်အိမ်လည်းမဟုတ်ပါဘူးဆန့်နုစီဘူးတလုံးကရာကနန်းထက်လည်းပို့မတတ်ပါဘူးဘာလို့ကြောက်ရွံ့တွန့်တုန်နေကြတာလဲမရှိဘူးတွေမလောက်ဘူးတွေကုံတော့မယ်တွေမပြောကြပါနဲ့လို့ပြောရပါတယ် မလိုအပ်ဘဲကုတ်ကက်နေတာမျိုးတွေကတခါတရံမှာဘသူအတွက်မှအကျိုးမရှိပါဘူး law of attraction ဆိုတာအဲ့လိုတူတောင်းတဲ့ lack mentality တွေနဲ့ဆိုဘယ်တော့မှအလုံးမဖြစ်ပါဘူးငွေကြေးနဲ့ပတ်သက်ပြီးအနောက်နိုင်ငံကဆွဲအင်ပညာရှင်စာရေးဆရာမတဦးရေးထားတဲ့စာရဲမှာ I cannot afford that. I don't have enough money to buy that. ငါမတတ်နိုင်ဘူး ါအတွက်တော့ငါမဝယ်ဘူးမလောက်ဘူးဒါဟုတော့ငါမဝယ်နိုင်ဘူးလို့ဘယ်တော့မှမပြောရဘူးလို့ဆိုပါတယ်မရှိဘူးမလောက်ဘူးမဝယ်နိုင်ဘူးအစားငါဒါကိုနောက်တော့ပြန်လာဝယ်မယ်ငါဝယ်နိုင်ပါတယ်စသည်ဖြင့်ပြောရမယ်လို့ဆိုပါတယ်ကျမကသူ့စာဖတ်ရင်ခုချိန်မှာစီဒီကားကြီးတစ်စင်းရှေ့ရဖြတ်သွားရင်တော့ကျမသည် ဟေးငါမဝဲနိုင်ပါဘူးလို့ယူသားစွာပြောမိမှာပါပဲငါဝဲအောင်မှာငါဝဲနိုင်တယ်လို့ပြောမှာမဟုတ်ဘူးလို့တွေးမိပါတယ်သူပြောတဲ့လောက်ကျမလက်ခံနိုင်ဖို့ခဲရင်ပင်မဲ့ဆိုလိုတဲ့အတိတ်ပဲကိုရိပ်စားမိပါတယ်သူက law of attraction နဲ့အလုံးလုံးတဲ့သူမို့ဒီနိယမရဲ့သဘောတရားအရာပျော်တာတွေကောင်းတာတွေချမ်းသာတာတွေနဲ့အကောင်းတွေကိုကြည်ဆွဲငင် ယူဖို့ဆိုလိုတာဖြစ်ပါတယ် ဒီလိုမဝယ်နိုင်ဘူးမရနိုင်ဘူးမရှိဘူးမလောက်ဘူးဆိုတာတွေက self subordinate limiting beliefs တွေလို့ဆိုကြတယ်ကိုယ့်ကိုယ်ကိုမဖြစ်နိုင်ဘူးမလုပ်နိုင်ဘူးလို့ဒါစီကန့်သက်ထားတဲ့အတွေးတွေပေါ့လေလူအများစုမှာကိုကငမွေးလေကိုမှသိရှိတာမဟုတ်ဘူးရှိတဲ့ဒယ်လေးကပဲရှာကြံပြီးကို့အတွက်ဘာမှမကြံပါဘူးဆိုတော့ lack mentality တွေအများကြီးရှိနေတတ်ကြတယ်။ lack mentality တွေမှာဖျားဆွန်းတော်ကဲ့ရင်တော့တကြားကလေးတွေမုံပဲလော့လေးတွေနဲ့ကတ္တာမျိုးလဲပါတယ်။ဖျားလဲတကယ်ဖုံးမပေးဘူး။ဤစုပြီးဥဖျားဖျားကတ္တာတော့စေတနာမပါတာမျိုးရှိတယ်။ဒါကစကားဆက်လို့ပြောပြတာပါ။ကိုမမရှိဘူးဆိုရဲစိတ်ကအရာရာကို ကုတ်ကတ်နေစေတယ်ကုတ်ကတ်လေပိုကြက်လေပဲ ဟာငါလူပဲနှစ်ယောက်နဲ့သူတို့မိသားစုတွေကိုထမင်းကျွေးထားနိုင်တယ်အလုပ်ပေးထားနိုင်တယ်အခုငါပေးလိုက်တဲ့ပတ်စံလေးနဲ့ဈေးတယ်လေးတော့ဆင်ပြေးသွားပြီပျော့သွားပြီလမ်းခွေးလေးတွေကိုငါအစာကျွေးနိုင်တယ်စသည်ဖြင့်စိတ်ကို mindset ကို ပြောင်းကြည့်လိုက်ပါ expand လို့ချက်ထွင်ကြည့်ပါငါလုံနိုင်နေပေးနိုင်ပါတယ်ဆိုတဲ့စိတ်ကခွန်အားတွေဖြစ်လာပါလိမ့်မယ် တငယ်ချင်းတယောက်ကတော့သူ့အမျိုးသားစိတ်ကူဖို့ဖြစ်လာတယ်။တကယ်အသက်ဆက်တဲ့စီကတလားကိုတင်းဆဲချီပြီးသုံးရတယ်တဲ့။တခြားစီမပါသေးဘူး။အဲ့ဒီစီဝင်တော့ရတဲ့လကစပြီးသူဟာပတ်စံတွေဝင်တာတလဟောပါပဲ။သူ့အမျိုးသားရဲ့ကုသကံလည်းပါပါလိမ့်မယ်။နောက်တစ်ခုကသူ့ရဲ့ abundance mindset ပါ။ဒီလိုဖြစ်လာတော့အကောင်းဆုံးကုပေးမယ်လို့စိတ်ကရည်တန်လိုက်ပါတယ်တဲ့။ From this way forward, for better, for worse, for richer, for poorer, in sickness or in health, to love and to cherish, till death do us but. လို့ဖျားရှိမှသစ္စာဆိုပြီးလက်ထပ်ခဲ့တဲ့ခင်ဗျမလို့ပါပဲတဲ့ သူသာဒီယောဂမျိုးဖြစ်ပြီးဒီစေးတော့ရမယ်ဆိုရင်လေသူခင်ဘုံကအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကုပေးမဲ့သူဆိုတာသူယုံနေတဲ့။သူလုံနိုင်တယ်ဆိုတဲ့စိတ်ကြောင့်ပဲတကယ်လုံနိုင်တဲ့သူ ဖြစ်ခဲ့ရတာပဲလို့မြင်မိပါတယ်။စေးဝယ်နိုင်ဖို့ထောက်ပံ့တွေခွန်အားတွေဖန်တီးပေါ်ပေါက်လာတယ်။ဒီနေ့က Facebook မှာပဲစာလေးတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ပေးချင်ကန်းချင်သောစိတ်ကြောင့်ပဲ ပေးနိုင်ကျွေးနိုင်သောဘဝကိုရောက်လိမ့်မည်တဲ့ဒီစကားရဲ့လေးကိုသဘောကျမိပါတယ်အမှန်ပါပဲလုံနိုင်တယ်လို့စိတ်ညွတ်လိုက်တာနဲ့လုံနိုင်ဖို့အတွက်အကြောင်းတရားတွေအထောက်အပံ့တွေစွမ်းအားတွေဟာပေါ်ပေါက်လာတတ်ပါတယ်ဒါဟာ law of attraction စွဲငင်ခြင်းရဲ့နေရာမှာပဲဖြစ်ပါတယ် universe ရဲ့နေရာမှာတွေထဲမှာစိတ်စွမ်းအင်ကိုအသုံးပြုပြီးပြေဆုံးကျွဲဝါတဲ့ဘဝတွေဘယ်လိုရနိုင်တယ်လဲဆိုတာ တည်သူဖို့စာမတည်သူကြော်သွားတွေဖြစ်နေကြပါပြီဒီစာတွေကရည်ရွယ်မထားပဲရေးနေမိတာပါ အစာတစ်ခုဆွဲထုတ်လိုက်မိရင်မဆုံးနိုင်တော့သလိုပါပဲဖတ်မိသူတွေအနေနဲ့တစုံတရာအကျိုးရှိမယ်လို့ယုံကြည်ပါတယ်မောဟစီ2022ပရှုတင်ဆက်သူစိတ်မများစင် 如今，我已經被那些無助、一生疏離、無望之處定義為一生。